င်္ဂလာပါရှင်ဒီမှဒီနေ့ပြပြပေးတော့မယ့်ဗီဒီယိုလေးကတော့မနိုတန်ကွန်ပျူတာတွေမှာဒီကိုယ့်ရဲ့ကွန်ပျူတာမျက်နှာပြင်မှာမနိုအပ်တဲ့ကိုယ့်အတွက်ပုံတိုင်းရုံမသုံးတဲ့အဲ software တွေကို uninstall လုပ်မျိုးကိုပြပြပေးတော့မှာဖြစ်ပါတယ်ရှင်အဲကိုယ့်ရဲ့ကွန်ပျူတာမျက်နှာပြင်မှာ software တွေက run ထားတဲ့ software တွေအများကြီးရှိပါတယ်အဲ့ဒီ software တွေကတကယ်လို့ကမသုံးဖြစ်တော့ဘူးပုံတိုင်းလည်းဒီကိုတက်ကသုံးမှုဝင်တော့ဘူးဆိုရင်အဲ့ဒီ store ဝဲကို uninstall လုပ်လို့တုံးပြလို့ရပါတယ် ်မှာ software install လုပ်ရင်းကိုအစီအစဉ်ပြပြပေးတော့မှာဖြစ်ပါတယ်ဒီ video လေးကိုအစားဆုံးကြည့်ပြီးနောက်လည်းအပိုင်းများရှိခဲ့တယ်ဆိုရင် comment မှာမေးထားနိုင်ပါတယ်အဲနောက်ထပ်လည်းဗီဒီယိုတွေမှာကွန်ပျူတာနဲ့ပတ်သက်တဲ့ဒီပညာပူတူတာတွေကိုလည်းဆက်တက်ပြပြတော့မှာဖြစ်ပါလိမ့်ရှင်။အားလုံးပဲအသိပေးကြပါနဲ့နော်။ပထမအုပ်စွာ step 1ကိုအင်တော့ချက်နေပါမယ်။ ပြီးရတာပါ setting ကိုသွားပါမယ် setting သွားတဲ့အခါမှာဒီ window setting ကြာလာပါတယ်အဲ့ထဲမှာပြန်သွားမယ်ဆိုတော့ဒီ application ကိုသွားပါမယ် application ကိုတစ်ချက်နေတဲ့အခါမှာဒီမှာကိုယ့်ရဲ့ computer မှာဒီ run ထားတဲ့ application တွေအများကြီးကြာလာပါတယ် software ဟုတ်ကဲ့နော်အဲ့ထဲကနေပြီးတော့မိမကြိုက်တဲ့အစီအမပြေတစ်ခုကို uninstall လုပ်ပါမယ်အဲ့ဒီမှာ application နှိပ်လိုက်ပြီးတော့ uninstall နှိပ်လိုက်ပြီးဆိုရင် ီက fighting quality software က install လုပ်ပြီးသားဖြစ်သွားပါပြီပြီးသွားတဲ့အခါမှာတော့ပြန်လိုက်ပါမယ်အဲ့တော့ပထမတနည်းပေါ့ဒီ sub star pattern ကနေပြီးတော့ setting ကနေသွားတယ်နေပါနောက်ထပ်တနည်းရှိပါသေးတယ်နောက်ထပ်တနည်းကတော့ star ကိုပါပါမယ်ပြီးတဲ့အခါမှာ control panel ကိုသွားပါမယ်အဲဆိုတော့အရင်ဆုံး control ကိုရိုက်လိုက်ပါမယ် ားပဲတော့တစ်ချက်နေမယ်။ control ပဲနဲ့ဆက်နေရမယ်။ control ပဲနဲ့ပြီးတဲ့အခါမှာပြောတော့ရဲဆို program and feature ဆိုတာကိုပြောလိုက်ပါမယ်။ဒီချက်နေပါမယ်။ ီမှာ program လေးရှိပါတယ်မရှိချက်ကူအတွက်မကြိုက်တဲ့ program တစ်ခုကို glitchian နေလိုက်တဲ့အခါမှာဒီမှာ uninstall ဆိုပြီးတော့ပေါ်လာပါတယ်အဲ့တော့ glitchian နေလိုက်တဲ့အခါမှာသူက uninstall လုပ်မှာလာတကယ် uninstall လုပ်ပြန်ပြီဆိုရင်တော့ yes ကိုပြလိုက်ရင်ရပါပြီဒါဆိုရင်တော့ Google Computer မှာဒီကနာ software မရှိတော့ပါဘူး ဒါကတော့ဒီကွန်ပျူတာကိုရဲ့ laptop မှာ window တန်းကွန်ပျူတာမှာဒီ software ကိုကိုယ်တိုင်ဘယ်လိုအပ်တဲ့ software ကို uninstall လုပ်တဲ့နေပဲဖြစ်ပါတယ်ဒီမျိုးလေးကိုအစားဆုံး issue ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။